အားလုံးပဲမင်္ဂလာပါရှင်။မွန်လေး Oreo Boy YouTube Channel မှာပြန်လည်ကြိုဆိုလိုက်ပါရယ်။မွန်လေးခုတည်ဆက်ပေးမယ့်ကာတုပ်ပုံမြင်လေးကတော့ကန်စီမန်ယာတိုင်းသားဆိုတဲ့ကာတုပ်ပုံမြင်လေးပဲဖြစ်ပါရယ်ရှင်။ကာတုပ်ပုံမြင်လေးကို မတင်ဆက်ခင်မွန်လေးရဲ့ Oreo Boy YouTube Channel လေးကို Like and Subscribe လေးနှိပ်ပေးသွားကြပါအောင်ရှင်။ကျေးဇူးများကြီးတင်ပါရယ်ရှင်။တခါကဒေဝတတိမင်းကြီးမှာ သားတော်တပါရှိလေတယ်။တနေ့မင်းသားလေးအိပ်ပျော်နေချိန်မွေးပေါင်လေးတကောင်ဟာမင်းသားရဲ့ပါဇက်မှဝင်းပရဲ့တွင်သို့ဝင်သွားပါတယ်။မွေးပေါင်လေးဟာဘိုက်ကိုတွင်းအမှတ်နဲ့ခိုးအောင်နေခဲ့ပါတယ်။မင်းသားလေးဟာဘိုက်နာလာတဲ့အတွက်တမားတော်များနဲ့ကုသပါတယ်။ဒါပေမဲ့မသက်သာပါဘူး။ဒီလိုနဲ့မင်းသားလေးဟာစိတ်ညစ်ပြီး တာမန်လူတယောက်လိုဝစ်စားကနန်းတော်ရဲကထွက်လာခဲ့ပါတယ်။မင်းသားလေးဟာ သူ့တိုင်းပြည်ကထွက်လာပြီးဘိုင်ယန်နေဒီပြည်ရဲ့ဇယက်တစ်ခုမှနေကတရောင်းစားတယောက်လို တာယန်စားတော့နေခဲ့တယ်။ဘိုင်ယန်နေဒီပြည်မင်းကြီးမှာသမီးတို့နှစ်ပါးရှိပါတယ်။သူတို့ဟာနန်းနဲ့တိုင်းဖခင်ကြီးကိုသွားကြော်လေးရှိပါတယ်။သမီးကြီးက အရှင်မင်းကြီးအသက်ရှိပါစေအရှင်ဂျေဇုကြောင့်တနိုင်ငံလုံးချမ်းသာကြပါပြီသမီးငယ်ကအရှင်မင်းကြီးကိုပြုတဲ့ကံအတိုင်းကိုခံစားရမှာဖြစ်ပါတယ်မင်းကြီးကသမီးကြီးစကားကိုနှစ်သက်ပေမဲ့သမီးငယ်စကားကို မနှစ်သက်ချီကံကိုယုံတဲ့သမီးသူစကားအတိုင်းသူခံစားရအောင်လမ်းမေးကတရောင်းစားကိုရှာပြီးပေးစားလိုက်ကြ အမတ်တွေလည်းဘယင်ကြီးအမိန်ကြောင့်မြို့ပြင်ဇရက်က တောင်းစားနေရဲ့တရောင်းစားနဲ့သမီးငယ်ကိုပေးစားပြီးထားခဲ့ကြလီတယ်။လီမီယာနှယောက်ဟာ တနေကုန်တောင်းရစားတော့ကြရတယ်။ပင်မန်းလုံးလို့သစ်ပင်ရိပ်အောင်တောင်ဖို့ကိုခေါင်းအုပ်ပြုပြီးခဏလှဲလိုက်ရာအိပ်ပျော်သွားတော့တယ်။တောင်ဖို့အတွင်းမှာမွေးတကောင်ထွက်လာပြီး တရောင်းစားပိုက်သေးကမွေးနဲ့စကားပြောကြတယ်။မွေးတွေထူးထူးဆန်းဆန်းပြောနေတာကို အိတ်မပြောတဲ့မင်းသမီးကကြားနေရတယ်။စကားပြောရင်တကောင်နဲ့တကောင်အနိုင်ယူပြောကြလာတယ်။တောင်မူရဲကမွေးကမင်းသူ့ပိုက်သေးဝင်နေတာကို မင်းသားလေးမသိလို့စီနီကအလွယ်လေးမုံကြီးပြုတ်ရီတောက်ချလိုက်ရင် မင်းလဲသေးပြီး ူလဲယောဂပြောက်ပြီမင်းလဲဘာထူသေးလဲမင်းရဲ့တွင်းထဲကို ရေနေဘူးလောင်းထဲလိုက်ရင်မင်းလဲသေးပြီမင်းသေးရင်မင်းဆောက်နေတဲ့ရွှေအိုးတွေသူတို့ယူသွားမှာပဲတကောင်နဲ့တကောင်အချင်းများပြီးတောင်မူရဲကမွေက ပြန်ဝင်သွားတယ်မင်းသမီးလဲမွေနှကောင်ပြောတဲ့လှိဝဲစကားအတိုင်းမင်းသားလေးကို မုံညင်းပြုတ်ရီတိုက်လိုက်ရာ မင်းသားလေးရဲ့ယောဂါပျောက်သွားတယ်။နောက်တောင်မူတဲ့ရင်နွေးလောင်းထဲလို့တောင်မူရဲကမွေးကြီးသေသွားတယ်။တောင်မူရဲကရွှေဦးကြီးနှလုံးကိုလည်းရလိုက်တယ်။မင်းသားလေးရဲ့ယောဂါလည်းပျောက်ပြီး ရွှေဦးနှလုံးပါရလိုက်လို့သူတို့အလွန်ပျော်ကြရတယ်။မင်းသားလေးဟာမင်းသမီးလေးကိုခေါ်ပြီးသူ့တိုင်းမိကို ပြန်သွားတယ် ိတ်မကြခင် ခမီးတော်ကြီးနဲ့ရဆန်တော်တော့မင်းသားလေးဟာ ထီးနှန်းကိုဆက်ခံပြီးမင်းကျင်တရား၁၀ပါးနဲ့အညီတိုင်းပြည်ကို အုပ်ချုပ်သွားလေတော့တယ်။အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်။ကစီမယာအတိုင်းသာဆိုတဲ့ကာတုပုံမြင်လေးကိုအဆုံးထိကြည့်ရှုနားဆင်ပြီးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်။နောက်လာမယ့်ကာတုပုံမြင်လေးတွေကို ကြည့်ကြည့်ရင်လည်း မော်လေး Oreo ဘော YouTube channel လေးကိုလိုက်ရ subscribe လေးနှိပ်ပေးသွားကြပါအောင်ရှင်ကျေးဇူးများတင်ပါတယ်ရှင်